မြန်မာနဝတ်ချန်နယ်ကိုအစစ်တဆိုင်အားပေးနာဆင်နေကြတော့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရလောကနဲ့ကမြရဇလားကောင်းလေးတွေကိုနေ့စဉ်ရွေးချက်တင်ဆက်ပေးနေပါတယ်။ဒီကလေးမှလည်းပရိသတ်များနားဆင်ရမယ့်ဇလားလေးကစာရေးဆရာအကဇော်ရေးသားထားတဲ့အဝိဇ္ဇာထော်တောင်းနဲ့အယူကြီးတမှုတာဇလားလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။မိခါတော့အယူကြီးမောင်းနေတဲ့လျှို့စီပြီးဘူးလေအေးရွာလေးစီကိုပြောင်းလာခဲ့ကြပါတယ်။ ညာနဲ့နေပြီဖြစ်တာမို့ရွာလေးရတိတ်ဆိတ်နေတတ်နေပြီးတော့ရွာသူရွာသားတွေဟာအိမ်မောကျနေကြလိမ့်ပြီစိတ်တလုံးကမိခညာလည်းနဲ့နေပြီဆိုတော့ငါတို့အိတ်ဖို့နေရာတနေရာရရှာမှဖြစ်မယ်ဟုတ်တယ်ဦးကြီးစိတ်တလုံးအိတ်တအိမ်ကိုအကူကြီးတောင်းပြီးတော့တဲခုမှဖြစ်မယ်ဒီခါအယူကြီးကပြုံးပြီးတော့ဒီရွာသားတွေတစ်ဖက်သားကိုကူညီကြမှာတော့ငါဇေယျပေါ်မှာနေစရာတော့မလို့လာပါကွာ ငါနဲ့အတူတူရွာထိပ်ကဇရဲ့ကြီးမှာလာအိတ်လဲစမ်းမှာ။အိုးခမားလို့ယူကဇရဲ့မှာအိတ်တာမစမ်းမိမဲ့ကျုပ်တို့ကတော့ဇရဲ့မှာမအိတ်နိုင်ပါဘူး။ရွာထဲကအိတ်တဲ့အိမ်မှာအကူကြီးတောင်းလိုက်မယ်။ကောင်းပြီလေ။မှန်တဘောမှန်တဘောတဘောရှိကလောအယူကြီးကရီမောပြီးတော့ရွာထိပ်ဘက်ကိုတက်သွားလိမ့်တယ်။မိခါနဲ့စိတ်တလုံးတို့အနှင်းငယ်တက်ပြက်နဲ့တက်သားအိတ်တလုံးအရှိမမတည့်ရက်ပြီးအိမ်တကောက်ကိုတဝဝုံနဲ့ထုလိုက်တယ်။အရှင်တို့အရှင်တို့ ဒီအခါအရက်နဲ့နေမှုထူနေတဲ့လူတယောက်အိမ်ထဲကနေရိုက်ထိုးပြီးထွက်လာခဲ့တယ်။မိခါတို့တွေ့တဲ့အခါမှာမျက်မှောက်ကျုပ်ပြီးမင်းတို့ကဘယ်သူတွေလဲ။ငါ့ဆရာနဲ့ငါ့လာဝဲတာလား။ငါ့လာဝဲတာတော့မဟုတ်ပါဘူးဗျာ။ကျုပ်တို့ကဒီမှာတညလောက်တော်တော့ကွာ။ငါ့ဝဲတာမဟုတ်ရင်ငါ့အောင်မခေါ်နဲ့။သွားကြ။အဲ့ဒီလူကအိမ်ထဲဝင်ပြီးတကားကိုဂျင်းကလေးမြင်အောင်ပိတ်သွားလိမ့်တယ်။မိခါနဲ့စိတ်တလုံးတို့အိမ်ရှိမှာငုံငူကြီးကျက်နေခဲ့တယ်။ ဘလို့လူလည်းမသိပါဘူးကွာလူမှုရေးကလေးတောင်မရှိဘူးအောင်ပါလူမှုရေးရှိတာငါမဟုတ်ဘူးမင်းတော့ကွာသူများတကအဲ့နေမှမသိဘာမသိနဲ့တကားလာခောက်တာမင်းတော့မဟုတ်လားမင်းတော့ထွက်သားကြနော်နောက်တစ်ခါငါ့ကိုထက်ခေါ်လို့ရတော့မှိုင်းနဲ့ချီထွက်ထိုးပြစ်မယ်အဲ့ဒီလိုကအဲ့အတွင်းထဲကနေပြက်အော့လိုက်တယ်စိတ်တလုံးဒေါသထွက်ထွက်နဲ့အင်းကြီးလက်ကိုဆွဲတင်ပြီးဒီကောင်တော့ငါလောက်လိုက်နာတော့မယ်ကဲပါဦးကြီးစိတ်တလုံးရဲ့ သူပြောတာလည်းဟုတ်နေရပဲလာလာနောက်တိုင်ရေသွားရှာကြမယ်စိတ်တလုံးကသတိတစ်ချက်ကိုထွေကနေနေအောင်ထွေးလိုက်ရင်အဲ့ဒီအိရှိယနဲ့ထွက်ခွာလာခဲ့တယ်တန်ငါရွာလေးဖြစ်တဲ့အတွက်အိမ်အများစုကဝါဒနီအိမ်လေးဖြစ်ကြပါတယ်မိခါကကြဲကြဲဝင်းဝင်းရှိတဲ့အိမ်ကြီးတစ်အိမ်ရဲ့အရှိမရက်လိုက်ပြန်တယ်ဒီတစ်ခါတော့နေခေါ်ကြည့်မိခါရာခုနကလိုလူနဲ့ထက်တွေ့ရင်ငါတိတ်ခနိုင်မှာမဟုတ်ဘူးမိခါအိမ်တကားအရှိမရက်ပြီးတော့တကားကြီးကိုလက်နဲ့ထုရိုက်လိုက်တယ် အရှင်တို့ရှိပါသလားရှင့်အတန်းကြောင့်အော်ခေါ်ပြီးတဲ့အချိန်ကျမှမိမဝဝကြီးတရားအိတ်အတွင်းထဲကနေထွက်လာတယ်မိမကြီးဟာဖားလျာကြနေတဲ့သပင်ကိုလက်တစ်ဖက်နဲ့သိရင်အချိန်မူတူမျက်နှာနဲ့ဒီတော့ကဘသူတွေလဲဘာလာလောက်ကြတာလဲကျမတို့ကခီးသွားတွေပါဒီအိမ်မှာတညလောက်များတဲခုံလို့ရမလားလို့မတဲနဲ့ငါတို့ကအဲ့လက်မခံဘူးတကယ်တော့သူများတကာတွေအလောက်ကောင်းနေတဲ့အချိန်ကျမှလာပြီးခေါ်ရတယ်လို့ ဘလို့ဟာမလေးလည်းမသိဘူးဒီကားနဲ့ဘေးရစိတ်တလုံးကအလိုလေးဗျာဒီလောက်ညနေနေတဲ့အချိန်မှတော့အလောက်ကောင်းနေလေဆိုတော့ခမရတို့အိမ်သားတွေကဘာတွေစူးစမ်းပန်းစားလုပ်နေကြတာလဲဟဲ့နေပါစကားပြောရလဲအကန့်ရဲ့ခမရတို့ပဲအလောက်ညနေနေလေဆိုဟဲ့အဲ့ဒါလည်းအလောက်တစ်ခုပေါ့ဟဲ့နင်တို့လာခေါ်လို့ငါအိမ်နေတဲ့အလောက်ဖြစ်တယ်လို့ပြောတာရည်တရားတော့မလုံးနဲ့နော်ငါဓာတ်နဲ့ထွက်ခုတ်ထက်လိုက်မယ်ပြောပြောဆိုဆိုမိမကြီးက ထရံမှာစိုက်ထားတဲ့ဓာတ်တစ်ချောင်းကိုဆွဲလိုက်တယ်။မိကအနောက်ကိုဆုတ်ပြီးဒါဆိုရင်လေဒီရွာရွာလူကြီးအိမ်ကိုလမ်းညွှန်ပေးလို့ရမလား။ငါတို့ရောက်မှရွာကြီးမရှိဘူး။ဒါဆိုခရီးသည်တွေဧည့်သည်တွေလာရင်ဘယ်မှာသွားအိတ်ကြတလဲ။မိမကြီးကရွာထိပ်ကိုလမ်းညွှန်ထိုးပြီးတော့အဲ့ဒီမှာဇရက်ရှိတယ်။ညီတို့လိုချစ်တလုံးအိမ်နိုင်တဲ့အိတ်ပေါ်ဇရက်အကြီးရှိတယ်။ပွားအိတ်ကြခမရစကားပြောတာလုံးနေပြီနော်မဝတ်တော့ကျုပ်တို့ကချစ်တလို့အိမ်နံနေမဟုတ်ဘူးဗျ ဘာနေငါ့ကိုဘလို့ခေါ်လိုက်တယ်မောင်ကတောက်လို့ခေါ်လိုက်တာလေဘာဖြစ်လဲမိမကြီးကသူ့ကိုသူကြည့်နင်းမျက်စိနှစ်ဖက်လုံးကန်းနေရလားအကန့်ရဲ့ငါဘယ်မှာဝါလို့လဲဒီလိုကိုလုံးကဝါတယ်လို့မခေါ်ဘူးတိပြည့်ကလေးနဲ့လှတယ်လို့ခေါ်တယ်ဒီကားစိတ်တလုံးကမိမကြီးကိုလက်ညှိုးထိုးပြီးတော့ခွတ်ထိုးခွတ်လိုက်ရီမောလိုက်တယ်ဒီကိုလုံးကြီးကပြည့်တယ်တဲ့လားစီပိုင်းလိုကိုလုံးစီရခဏနဲ့ လက်ခါဖောက်ပင်ဖြစ်နေတဲ့ခမရမဝဘူးတဲ့လားဒီခါမိမကြီးကစိတ်တလုံးကိုဓာတ်နဲ့ခုတ်ဖို့ကြိုးစားလိုက်တယ်။စိတ်တလုံးကမျက်လုံးကအလင်းရောက်နေတဲ့ဓာတ်ကိုပြစ်ထက်လိုက်တဲ့အခါဓာတ်ကချက်ချင်းပဲအေးပြောကြသွားတယ်။မိမကြီးလည်းကြောက်လန့်ပြီးအိမ်ထဲကိုပြေးဝင်သွားတယ်။ဟဲ့ဝမကြီးဘယ်ပြေးတာလဲ။ကဲပါဦးကြီးစိတ်တလုံးရဲ့လာပါတော့ဟိုဦးကြီးပြောတာလည်းမှန်ပါတယ်။ဒီရွာလူမှုရေးမရှိတာအမှန်ပဲ။ ကျမတို့ရွာထိပ်ကဇရက်ပေါ်ပဲသွားကြပါစို့ဒီလူတွေဘလို့လူတွေမှောက်မသိပါဘူးဟာမိခါနဲ့စိတ်တလုံးတို့ရွာထိပ်ကိုထွက်လာခဲ့ကြတယ်ရွာထိပ်ဇရက်ကြီးပေါ်မှာတော့အယူကြီးကငုတ်တုတ်ထိုင်နေတယ်မိခါတို့နှစ်ယောက်ဇရက်ပေါ်တက်လာတဲ့အခါအယူကြီးကရီမောပြီးတော့ဒဲလို့လဲကွာမင်းတို့တဲခုပွဲအိမ်ကိုရှာမတွေ့ရဝင်နေတူတယ်စိတ်တလုံးကအယူကြီးကိုမျက်စောက်တစ်ချက်ထိုးပြီးတိုက်တလုံးကိုမှီလို့ထိုင်ချလိုက်လိမ့်တယ် မင်းတို့ဘန်းစာကြပြီလားမစားပါဘူးဗျာခမရပဲစားစမ်းပါအေးအေးဒါဆိုလဲငါစားဖို့ထမင်းဟင်းတွေချက်ရတာပေါ့ကွာအယူကြီးကဇေယအပေါ်ဘက်စိတ်တစ်ခုပေါ်မှာတင်ထားတဲ့ဓာအိုးကြီးတစ်လုံးကိုထုတ်လိုက်လိုက်တယ်အဲ့ဒီဓာအိုးကြီးကပိတ်လိမ်ပြီးတော့စုပ်ပြတ်တက်နေတယ်အပေါ့ရလူတွေကလည်းဘရဘွားအယူကြီးကဓာအိုးကြီးကိုထောက်ကြည့်လိုက်တော့ဓာအိုးပေမှာရှိတဲ့လက်တလုံးတော့အပေါ့ကြီးကိုအတိုင်းသားမြင်နေရတယ်စိတ်တစ်လုံးကအယူကြီးလောက်ကနေတာကိုကြည့်ပြီးရီမောလိုက်တယ် ဒီလိုအိုးအပေါက်ကြီးနဲ့ထမင်းဘလို့ချက်မလဲကြည့်ကြသေးတာပေါ့အယူကြီးကဓာအိုးကြီးကိုဇရက်ကျမျက်မှောက်မှာချလိုက်တယ်အဲ့နောက်အယူလွယ်ကြီးအတွင်းထဲကိုလှမ်းနှမ်းလိုက်တဲ့အခါလက်ထဲမှာဆန်စစ်တချို့ပလာတာကိုတွေ့လိုက်ရတယ်အဲ့ဒီဆန်စစ်တွေကိုဓာအိုးကြီးအတွင်းထဲကိုပြစ်ထက်လိုက်လိမ့်တယ်ဆန်စစ်တွေနဲ့ဓာအိုးဖေထိတွေ့တဲ့အတန်းကဂလောင်ဂလောင်နဲ့ထွက်ပေါ်လာတယ်စိတ်တလုံးကတော့ရီကျဲကျဲနဲ့ကြည့်နေတယ်ဆိုပေမဲ့မိခါကတော့အထူးဆန်းသပွဲကြည့်နေမိတယ် အယူကြီးကလွယ်အိတ်အတွင်းကတထွာခက်ရှိတဲ့တစ်သားရောက်မလေးတို့ကိုထုတ်ယူပြီးထမင်းအိုးငွေဝတ်လုပ်နေတယ်။ဩဟုတ်သားပဲရေမထက်ပဲထမင်းချက်လို့မှမရလားရေထက်အောင်မှဆိုပြီးအယူကြီးကဇေယျအတက်အစဲမှရှိတဲ့ထောက်ယူဦးစင်လေးကရေပြည့်ခတ်လိုက်တယ်။အဲဒီနောက်မှာတော့ရေတမုတ်ကိုဓာအိုးအတွင်းထဲကိုထည့်ပြီးဓာအိုးအဝါကိုရောက်မနဲ့တထောင်းတော့ခောက်လိုက်တယ်။ပြီးတော့ဇေယျခေါမိုးပေါ်ကိုကြည့်ပြီးတော့ထမင်းချက်တော့မယ်ထမင်းချက်တော့မယ်ဟဲ့လို့ဩပြီးတော့ လက်ခုပ်လက်ဝါးတီးနေပါတော့တယ်။မကြခင်မှာတော့ဓာအိုးကြီးကတစ်ချက်လှုပ်ရမ်းပြီးဓာအိုးအတွင်းထဲမှာတဖြည်းဖြည်းနဲ့မြေတံတွေကိုကြားကအခိုးငွေတွေလည်းထွက်ပေါ်လာခဲ့တယ်။မိခါကတော့အော်အော်လိုဓာအိုးကြီးကိုပြေးကြည့်လိုက်တဲ့အခါသမီးစိတ်ပူပူနွေးနွေးတွေကတဖြည်းဖြည်းပွားလာတာကိုတွေ့ရတယ်။မကြခင်ပါပဲဓာအိုးပြေးလို့နေပါသမီးတွေပေါ်လာခဲ့တယ်။ဦးကြီးစိတ်နှလုံးဒီမှာကြည့်စမ်းပါအောင်သမီးတွေဖြစ်သွားပြီ။စိတ်တလုံးကအဲ့ဒီအခြေအနေမယုံကြည်နိုင်သေးဘူး။အယူကြီးကတော့ ထမင်းရပြီဆိုတော့ဟင်းလို့တော့ပေါ့ငါချောက်ဖို့လေကိုစီစမ်းပြီးစားလိုက်ရင်ကောင်းမယ်ဟိယူကြီးကလည်းအဲ့အတွင်းထဲကိုလှမ်းလိုက်ပြီးတော့မှုန်ရင်လိုက်တဲ့အခါငါချောက်တပြားထွက်လာခဲ့တယ်ငါချောက်ကလေးကိုမြေပကံမြောင်းမှာထဲလို့လာရအောင်မှာချပြီးအဲ့အတွင်းထဲကမြေဘဲတောင်ကလေးတစ်တောင်ထုတ်လိုက်ပြန်တယ်ဦးကြီးရှင်ဘာလုပ်နေရလဲငါချောက်ကိုလာရအောင်နဲ့ဖုတ်မယ်လေပြီးတော့မြေဘဲတောင်ထွက်တဲ့စီနဲ့ဆန်းစားမယ်မကောင်းလား ငချောက်ကိုများလက်အောင်နဲ့ဖုတ်မယ်တဲ့လားပြီးတော့ပဲလေးတစ်စီးနဲ့စီလုံးမယ်တဲ့မိခိုင်းဒီအယူကတော့နင်မြင့်လေအယူရင်လည်းမဟုတ်ပဲနဲ့လမ်းမြင့်လေအယူရင်လည်းဖြစ်နေပြီဟာတော်ပါတော့ဦးကြီးစိတ်တလုံးရဲ့ဒီလူကြီးကယူနေတယ်လို့ထင်ရပေမဲ့သူ့အစွားတော့တကယ်ထက်တယ်မဟုတ်လားလက်လက်မျက်လက်ပညာတွေပါမိခိုင်းရနင်အဲ့ဒီအယူနဲ့ကြက်ကြက်ပေါင်းတော့နင်မအယူဖြစ်ပါမယ်အယူကြီးကစိတ်တလုံးကိုကြည့်ဟဲ့ကောင်တစ်ဖက်လား တကယ်လို့ငါငချောက်ဖို့စီစံလုံးနိုင်ခဲ့မင်းငါ့ကိုဖာပေးမလဲအယူပြောတာအယူပဲယော်လိုက်မယ်ကျုပ်ကတော့မယုံဘူးဗျာခမားသာဒါတွေတကယ်လုံးနိုင် ကျုပ်ကိုကြောက်ယူနေတယ်လို့ပဲတတ်မှတ်ပြစ်လိုက်မယ်အယူကြီးရရင်ငချောက်ဖို့ထည့်ထားတဲ့မြေပကောင်အနှဲငယ်လှဲ့လိုက်တယ်တဖန်ဟိုကြီးဒီကြီးကြည့်ပြီးတော့ငချောက်ပကံကိုလှဲ့လိုက်ပြန်တယ်အဲ့လိုလှဲ့နေတဲ့အချိန်မှာပဲငချောက်ဖို့ကမီးနဲ့ကင်းလိုက်တယ်လို့ကြွတ်တက်လာပြီးမြေကုန်းငွေတွေဥထွက်လာလို့ ငချောက်ဖုန်နေတဲ့အနတ်ကမှွေးပြတ်တင်းကျိုင်နေတယ်။စိတ်တလုံးအံ့ဩလို့မဆုံးသေးခင်မှာပဲအယူကြီးကမြေဘက်တောင်ကိုလက်သီးစုပ်တဲထက်ပြီးလက်သီးစုပ်ကိုလေပေါ်စီတုံးလေးချက်လောက်မြှောက်လို့အဲ့ဒီလက်သီးကိုညှက်လိုက်တဲ့အခါလက်ကြားအတွင်းထဲကစီရီစီးကျလာပြီးတော့ငချောက်ဖို့ပကတ်အတွက်စီရီရွှဲဆိုသွားခဲ့တယ်။အယူကြီးကစိတ်တလုံးဘဲနဲ့ရှိစဆိုတဲ့အကြည့်နဲ့ကြည့်။ဟဲ့ယူဒီမှာမြင်ပြီလားကွာ။ခမရပဲကောင်းသွားတာလား။ကြောက်ပဲယူရတာလားဗျာ။ ကျုံမျက်လုံးတော့ကျုံမယုံနိုင်တော့ဘူးဗျလူတယောက်ရိုးတယ်နှမ်းတယ်ဆိုတာသူကိုယ်တိုင်သတ်မှတ်တာမဟုတ်ဘူးကွာဘေးပတ်ဝန်းကျင်ကလူတွေကသတ်မှတ်တာမဟုတ်လားတကယ်ယူမယူဆိုတော့ကိုယ်တိုင်ပဲသိတော့ပေါ့ကွာဒါဆိုခမရတကယ်မယူလားဗျစကားပေါ်တစ်ခုရှိတယ်ကွာအတက်ကျူးရင်အယူဖြစ်တယ်တဲ့ငါကယူနေတာမဟုတ်ပေမဲ့အတက်ကျူးနေရတော့မှန်တယ်မိကအယူကြီးကိုကြည့်ပြီးတော့ကျမအကဲခဲရတဲ့လောက်ကတော့ ဆရာကြီးရဲ့ပညာတာမန်မဟုတ်တာတော့သိကြပါလေ။လေစီကလေးကလှေကိုဒီလိုမောင်းနေနိုင်နေဆိုတာဆရာကြီးအဆက်မသေးဘူးဆိုတာပြတာပဲ။ဆရာကြီးရဲ့နာမည်လေးသိပြစေ။ငါ့နာမည်ကဘာမှငါမသိဘူးဟ။ဒါပေမဲ့လူတွေကငါ့ကိုတမူးတာလို့ခေါ်ကြတယ်။အယူကတမူးတာတယ်ဆိုတာမင်းတို့ကြားဖို့ကြတယ်မဟုတ်လား။ငါလည်းတမူးတာဆိုတဲ့နာမည်ကိုပဲကြိုက်တယ်။ဒါကြောင့်ငါ့ကိုတမူးတာလို့ပဲခေါ်ကြ။ အယူကြီးရဲ့အေးဆက်ကိုစိတ်မိတော့ကြာဘက်တွေကိုခူးယူလိုက်တယ်။မိခါတို့စားတော့ဖို့အတွက်ထမင်းနဲ့ငချောက်ဖုတ်တွေကိုကြာဘက်အတွင်းထဲကိုခုခတ်ထည့်ပေးတယ်။စိတ်တလုံးကဘိုက်စားနေတဲ့အတွက်ကြာဘက်အတွင်းထဲကထမင်းတွေကိုစားတော့လိုက်တယ်။ခမင်းကတမူးတောင်ရုံတဲ့ဘက်ကမလဲဗျ။တခြားအယူတက်တချက်ပို့တာပါ။အေးပေါ့ကွာ။မင်းလိုအယူတက်တချက်ပို့တာပေါ့။အယူကြီးတမူးတာရဲ့စကားကြောင့်စိတ်တလုံးမျက်နှာပြတ်သွားတယ်။မိခါထမင်းစားတော့ရင် ဆရာကြီးဆရာကြီးတုံးတဲ့မော့ပညာကဘလို့ပညာရဲ့လို့ခေါ်ရမလဲငါတုံးလိုက်တဲ့ပညာကမော့ဆွဲရင်တိုက်တူးတဲ့ပညာဆိုပြီးအလွယ်ခေါ်နိုင်နေကွခမည်းပညာလည်းအဆက်မလာဗျမော့ဆွဲရင်တိုက်တူးတယ်ဆိုတာတခါမှမကြဘူးအဲ့ဒါငါထင်ထားတဲ့နာမည်လေကွာလူတွေကတော့စင်ရတာမော့ပညာလို့ခေါ်တယ်စင်ရတာမော့ပညာဆိုတာဘလုံများလဲဆရာကြီးသူ့ရဲ့နာမည်အတိုင်းပေါ့ကွာလူတွေအချင်းချင်းကတော့ ငွေကြီးစည်းစိမ်ဘယ်လောက်ရှိတယ်လဲဆိုတဲ့အပေါ်မူတည်ပြီးငွေရှိတဲ့လူကြတော့တထေးငွေမရှိတဲ့လူကြတော့စင်းရဲသားဆိုပြီးတတ်မှတ်ကြတယ်မဟုတ်လားတို့မှောက်ပညာရှင်တွေမှမှောက်ဆွဲရင်တိုင်းလာကြတယ်ကွမှောက်ဆွဲရင်များတဲ့လူကိုမှောက်တထေးမှောက်ဆွဲရင်မရှိတဲ့လောက်စင်းရဲတဲ့လူကိုမှောက်စင်းရဲသားပေါ့ကွာငါတို့သုံးတဲ့ပညာမှောက်စင်းရဲသားပညာရက်ပဲဒီပညာကိုအထင်မသိနဲ့နော်ဒီပညာကဟိုနှက်ပေါင်းထောင်ကြီးကလေးကလူတွေအသုံးပြုနေကြတဲ့ပညာအကွာ နားလဲပါရဲ့ဆရာကြီးစင်းရတာဆိုတော့မှော့ဆွဲရင်မရှိဘူးကောနော်ငါတို့တွေကမှော့ဆွဲရင်ကိုယ်ထဲမှာရှိဖို့မလိုဘူးကတဘာဝအတိုင်းရှိနေတဲ့ဖြစ်တည်နေတဲ့မှော့ဆွဲနေ ਉ ကိုလိုရာအတုံးချနိုင်တဲ့လူတွေဒါအောင်မှော့ဆွဲရင်စုဆောင်းနေတဲ့လူတွေကမကျေနပ်လို့ငါတို့စင်းရသားတွေဆိုပြီးနှိမ်ခေါ်ကြတာပေါ့ကွာတဘာဝထဲမှာမှော့ဆွဲရင်နေရှိနေလို့လားတိတ်ရှိတာပေါ့ကွာလူတွေကမမြင်နိုင်ကြောက်လို့မယုံကြတာကွာ ဟောဒီလောကကြီးတစ်ခုလုံးထဲမှာမော့ဆွဲနေရသူ့လိုလိုစီစင်းနေတယ်။ဟောဒီလေတို့မြေတို့ထဲမှာမော့ဆွဲနေအပြည့်နဲ့ရှိနေကြတယ်။ဒီမော့ဆွဲနေဘလို့တည်ရှိနေတယ်လဲ။ဘလို့စီစင်းနေတယ်လဲ။ဘလို့ကူးပြောင်းနေတယ်လဲဆိုတာကိုသိတယ်ဆိုရင်ငါတို့ကအဲ့ဒီမော့ဆွဲနေကိုလိုတလို့အသုံးချလို့ရပြီမဟုတ်လား။ဒါကြောင့်မော့ဆွဲရင်တိုက်တူးတယ်လို့ခေါ်တာ哦။ဟုတ်တယ်ကလေးမ။ရွှေတူးမဲ့လူကတွေ့ရနေရမှာတူးလို့ရွှေတွေ့ပါမလား။ ရွှေရှိနိုင်တဲ့နေရာကိုအရင်ဆုံးရှာပြီးတော့တူမရွှေရမယ်မဟုတ်လားငါတို့ရဲ့ပညာကလည်းအဲ့လိုပဲပေါ့ခုနကထမင်းချက်တာကိုမြေတွေ့လိုက်တယ်မဟုတ်လားဒါကငါရဲ့အစွမ်းစားတစ်ခုမှမပါအောင်တဘာဝအတိုင်းဖြစ်နေတဲ့မှော့ဆွဲအင်းတွေကိုအသုံးချပြီးတော့ချက်ပြုတ်လိုက်တာပဲမိကမျက်လုံးနဲ့အယောင်လက်သွားတယ်ဘယ်လိုလဲမင်းစိတ်ဝင်စားသွားပြီမဟုတ်လားကလေးမမိခခေါင်းငင်းလိုက်တယ်ဒီပညာတွေကိုမင်းမတက်ချင်ဘူးလား ဘလို့ပြောလိုက်တာလဲဆရာကြီးဆရာကြီးတင်မင်းမယ်ဆိုရင်တက်ချင်တာပေါ့မိခိုင်ရင်နင်းတော့အယူကိုဆရာတင်နေမှားတော့မှာပဲငါ့ကမယူဘူးကွာယူနေတာမင်းကဲကလေးမမင်းငါ့ဆရာပြညာကိုယူမလားမယူလားယူချင်ပါတယ်ဆရာကြီးကောင်းပြီငါလည်းတပည့်မရှိရနဲ့အတော်ရက်ပေါ့အခုအိတ်တော့ဟင်ဆရာကြီးပဲပြညာတွေတင်မင်းမယ်ဆိုအိတ်တာလည်းပြညာတစ်ခုပဲလေကလေးမရဲ့ စိတ်တလုံးတစ်ချက်ပြုံးပြီးမြောက်ရက်ကိုခေါင်းလဲလို့အိတ်ချလိုက်တယ်။အယူကြီးကစိတ်တလုံးကိုလက်ညှိုးထိုးပြီးတော့ဒီအယူလို့တော့မြောက်ဘက်ခေါင်းလဲပြီးမအိတ်နဲ့ဟိစိတ်တလုံးဒေါသထွက်ထွက်နဲ့ထထန်လိုက်တယ်။အယူကြီးကစောက်စနေမြောက်တော့ပွေးတဲ့အဲ့ဒါလေးကိုမှတ်ထားကလေးမလာစုပ်ရဲ့လက်ဖြစ်စနေနေ့လည်းဖြစ်တဲ့အချိန်မှာမော်ဆွေးနေရမြောက်ဘက်ကိုဥတီပြီးစစ်စစ်နေတယ်တဲ့အဲ့လိုနေမျိုးမှာမြောက်ဘက်ကိုခေါင်းလဲပြီးအိတ်မဲ့ဆွေး ဆွေရနေရကိုယ့်ခြေထောက်ဆင်းထားတဲ့တောင်ရက်ကနေစီးဝင်ပြီးတော့ကိုယ့်ရဲ့ဥကောင်းကနေတစ်စိဖြတ်တန်းစီးစင်းလိုက်မယ်။အဲ့လိုစီးစင်းရင်ဘာဖြစ်မလဲဆရာကြီး။ခေါင်းကအဆုတ်ချစ်အထုတ်ဆိုတဲ့စကားရှိတော်မို့ခြေထောက်ကနေဆွေရနေဝင်ပြီးခေါင်းကနေပြတ်ထွက်သွားတာကကို့မှာရှိတဲ့မှော့ဆွဲအင်းတို့ကိုဆုံရှုံသွားစေတတ်တယ်။ဒါကြောင့်မလို့ဆွေရနေမြောက်ဘက်ကိုစီးစင်းနေတဲ့အချိန်မှာသူ့ရဲ့ဆက်ကျင်ဘက်ဖြစ်တဲ့တောင်ရက်ကိုခေါင်းလေးပြီးအိပ်ရတယ်ကွ။ဒါမှမြောက်ရက်ကိုစီးစင်းနေတဲ့ဆွေရနေကို ကိုကောင်နဲ့ဝင်ပြီးစုမိမှာမဟုတ်လားဆရာကြီးပြောတာပဲဟုတ်တယ်လို့ပဲနော်ဒါဆိုဒီညတောင်မောက်ကိုဥလဲပြီးအိတ်ရမယ်ပေါ့မှန်နေမယုံမရှိနဲ့ကလေးမလူတွေကအိတ်တာကျဲတူဝင်မဲ့တခါတလေမှအိတ်ရထားရဲ့အားရင်ပြည့်ပြိုလန်းဆန်းနေပြီးတော့တခါတရေအိတ်ရထားတဲ့အခါလန်းဆန်းရမဲ့အစားနွမ်းလျောင်မောပန်းပြီးမတက်မတာဖြစ်တတ်ကြတယ်မဟုတ်လားအဲ့ဒါဘာလဲဆိုတော့ပိုဆွဲရင်စစ်စစ်နဲ့လမ်းကြောင်းကိုမသိလို့ပဲကိုစီကိုဆွဲရင်ဝင်တဲ့အခါ တနိုင်လောက်အိတ်လိုက်ရုံနဲ့လမ်းဆန်းသွားတယ်ဆိုပေမဲ့ကိုစီကဆွေရင်တွေထွက်သွားတဲ့အခါကျတော့၈နိုင်ပဲအိတ်အိတ်၁၀နိုင်ပဲအိတ်အိတ်ဘလို့မအောင်မလမ်းဆန်းနိုင်ဘူးကွ့ဒါကြောင့်အိတ်တာလည်းပညာတစ်ခုပဲပေါ့ကျေးဇူးတင်ပါတယ်ဆရာကြီးဒါဆိုနေလိုက်မှွှဆွဲရေးစစ်စစ်ပုံတွေကိုပြောပြပါအောင်အယူကြီးအမိခါကိုလင်္ကာတဘုတ်ရွတ်ဆိုပြလိုက်တယ်မိခါကလည်းအဲ့ဒီလင်္ကာကိုလိုက်လံကြက်မှတ်တယ်အချိန်နိုင်ဝက်ခတ်လိုက်လံရွတ်ဆိုပြီးတဲ့အခါမိခါကလင်္ကာကိုနှုတ်တိုက်ရရှိသွားခဲ့တယ် စိတ်တလုံးကိုကြည့်လိုက်တော့စိတ်တလုံးကမြောက်ရဲ့စီခေါင်းလေးပြီးအိမ်မောကြနေတယ်။ကဲဟိုအယူကောင်ကတော့မြောက်ဘက်လှဲ့အိမ်နေပြီဟေ့။ညာတကောင်လည်းကြော်နေပြီဆိုတော့တို့တွေအိတ်ဆို့။အယူကြီးကတောင်မက်စီခေါင်းလဲပြီးတော့လွယ်အိတ်ကိုခေါင်းအောင်လို့အိတ်လိုက်တယ်။မိခါကလည်းတောင်ရက်ကိုခေါင်းထိုးပြီးအိတ်ဆက်လိုက်တယ်။စုညာပူညာအတန်တွေကြားလိုက်ရတဲ့အတွက်မိခါလက်နိုးလာခဲ့တယ်။စိတ်တလုံးကလည်းငောက်ကနေထထိုင်နေ။မနဲ့မိုးလင်းလိုက်ပြီ။ ်စိတ်တလုံးအားထထောက်ရဲတကြွကြွနဲ့ညှဉ်းညွတ်နေတယ်။ဘာဖြစ်တာလဲဦးကြီးစိတ်တလုံး။တကူလို့ညောင်းပြီးကြိုက်ခဲနေတာပဲဟာ။လေတာကြီးထဲမှာဒီအတိုင်းအိတ်လဲလို့လားမသိဘူး။မိခါတော့လမ်းဆက်တက်ကြွနေတာကိုခံစားလိုက်ရတယ်။အယူကြီးကစိတ်တလုံးကိုမျက်စောက်ထုတ်ရဲတဟာနဲ့ရီမောလိုက်တယ်။ဒီအချိန်မှာပဲရွာလေးကစုညံအဟဲ့တန်နဲ့ဘလောက်စုနေတဲ့အတွက်အယူကြီးကဇေယျဘွားနဲ့ပြည့်စုံပြီးရွာအတွင်းတော့ကိုဆင်းသွားလိမ့်တယ်။ ိခါနဲ့စိတ်တလုံးနဲ့အယူကြီးရဲ့အနောက်ကနေပြေးလိုက်လာခဲ့တယ်။ရွာထဲမှာရံမွဲတစ်ခုဖြစ်နေပြီးတန်ငါတဲတွေအခြေကြီးရံဖြစ်ကဆဲဆုံနေကြတယ်။အဲ့ဒီလူတွေရဲ့မိမတွေနဲ့ဆွေမျိုးသားချင်းတွေကလည်းအခြေကြီးအော်ဟစ်ဆဲဆုံနေတဲ့အတွက်ရံမွဲကတဖြည်းဖြည်းကြီးထွားလာခဲ့တယ်။အစပိုင်းမှာစကားများရံဖြစ်နေရကနောက်ပိုင်းမှာတော့တမကြီးတွေမှိတ်တက်နေဓာလောင်တွေကိုကိုက်ဆဲလို့ထိုးချခုတ်ချမဲ့အခြေအနေကိုရောက်ရှိလာခဲ့တယ်။ဒီတိုင်းဆိုရင်လူသက်ပွဲတွေဖြစ်ကုန်တော့မှာပဲ။ တို့ဘယ်သူမှမတားကြဘူးလားဒီကအယူကြီးရပြုံးစစ်စစ်နဲ့မင်းတို့ကတခြားနေရာလာတာဆိုတော့စိတ်ညစ်လို့ဖြစ်ပါလိမ့်မယ်ဒီရွာကဒီလိုပဲကွရွာမှာတကြီးဆိုတာလည်းမရှိဘူးလူကြီးသူမဆိုတာလည်းမရှိဘူးရှင့်လေတို့ပြောတဲ့စကားကိုဘယ်သူမှနားမထောင်ကြအောင်အားလုံးကတူတူလူငါတမင်းနေကြတဲ့လူတွေကြီးပဲရံဖြစ်ရင်တော့ထိုးကြခုတ်ကြတိတဲ့သူအင်းနဲ့မျောကြနဲ့ဒီလိုပဲပြီးသွားတာကွသူတို့စိတ်ထက်တွေကကြောက်စရာကောင်းလိုက်တာနော် အကုမဲ့ချမ်းဗယံမရာဆိုသလိုပေါ့ကလေးမရဲ့ဒီချိန်ရံမွဲအောင်ပုံမပြေးထမ်းပြီးတယောက်နဲ့တယောက်တိုက်ခိုက်ကြလေတယ်တမန်နဲ့ရိုက်တဲ့သူတွေရှိသလိုဓာတ်နဲ့ခေါမိတ်နဲ့ထိုးပြီးတိုက်ခိုက်ကြလို့တော့တပ်ပွဲအငယ်စားလေးတစ်ခုအသေးဖြစ်နေတယ်ဆရာတမူးသားဒီတိုင်းဆိုရင်တော့တေချေကုန်းတော့မှာပဲသူတို့ဝင်တော့လာအောင်မော်ပညာရှင်တွေဆိုတာလူမှုရေးကိစ္စတွေဝင်ပါလိမ့်မရှိဘူးနော်ကလေးမသူတို့ဟာသူတို့တေတေချေချေငါးနဲ့ဘာဆိုင်လို့ဝင်ပါရမှာလဲ ဒါပေမဲ့ကို့အရှိမတက်ဖြတ်နေတာတော့တားဆီးရမယ်မဟုတ်လားဆရာကြီး။တားကြရင်မင်းကိုယ်ကသွားတာပေါ့။ဟုတ်တယ်မိခါငါတို့ဝင်မပါတဲ့ဦး။ဥဆန်ဘောစီသွားအောင်မယ်မဟုတ်လား။မိခါပြောဆိုများတော့ပဲလူအုပ်ကြီးစီကိုပြေးသွားတယ်။တော်ကြတော့ရှင်းတော့ကုန်လုံးရက်လိုက်ကြတော့မိခါဝင်လာတဲ့အတွက်တက်ခိုက်ကြတဲ့သူတွေရက်တံသွားတယ်။ရှင်တို့တရားတဲ့တားချိန်နေမဟုတ်ဘူးလား။ဘာလို့အချင်းချင်းတက်ခိုက်နေကြတာလဲ။ ။နေရဘာတိလို့ဝင်ပါရတာလဲကလေးမ။ तू ကငါ့ကိုတတ်သွားတဲ့လူဟဲ့။မင်းကွာငါ့လေဝါအပေါက်ဖောက်ပြီးငါ့လေကိုနေရလောက်တဲ့လူလေ။ငါ့တော့အရှင်ထားမှာလား။ကဲတော်ကြပါတော့ရှင်။ရှင်တို့ရဲ့ဒေါသတွေကိုထိန်းလိုက်ကြပါ။မထိန်းနိုင်ဘူးဟဲ့။ငါဒီနေ့လူတက်ရမကိုဖြစ်မှာ။အေးငါလည်းလူတက်ရရောက်ကိုချစ်ပြက်လက်ပြက်ဖြစ်သွားအောင်လောအောင်မှကျင်းနေနိုင်မယ်။မိကအဲ့ဒီလူနှစ်ယောက်ရဲ့အလဲကိုသွားပြီးတော့ကဲ ်ရှင်တို့ဒီလောက်ခုချေတတ်ချင်နေကြတယ်ဆိုလဲအချင်းချင်းတွေခုန်နေနဲ့ကျမောင်လာခုတ်လိုက်ကလေးမမင်းဟာတည်ချင်နေမိနဲ့တူတယ်ဟုတ်တယ်ရှင်တို့အချင်းချင်းခုန်မဲ့အစားကျမောင်လာခုတ်လိုက်တန်ငါးစဲတယောက်ကဓာတ်တလက်ဆဲပြီးတော့မိခါစီကိုပြေးဝင်လာတယ်မိခါကတခြားလူတွေမဝင်ရောက်နိုင်စေတဲ့စီးကိုမြေပေါ်မှာတားထားလိုက်တယ်အဲ့ဒီလူကမိခါစီကိုပြေးလာတယ်ဆိုပေမဲ့မိခါကိုထုတ်ခေါ်လို့မရတဲ့အပြင်အနားကိုမကတ်နိုင်ပဲရှိနေတယ် တဖက်လူကလည်းမိခါကိုမှိန်ညံကြီးနဲ့ပြေးထိုးတယ်။ပြေးထိုးတဲ့လူကစီနာအရောက်မှာတော့ရက်တံသွားခဲ့တယ်။လူနှစ်ယောက်ကမိခါကိုထိုးခုတ်ခြင်းနဲ့ဆိုပေမဲ့မခုတ်နိုင်တဲ့အတွက်မောပန်းနေတယ်။တခါလူအုပ်ကြီးကလည်းတဖက်နဲ့တဖက်ပြေးလို့တိုက်ခိုက်ကြပြန်တယ်။မိခါအဲ့ဒီလူအုပ်ကြီးနှစ်ခုကြားမှာစီတာပေးလိုက်တဲ့အတွက်လူအုပ်ကြီးကတဦးနဲ့တဦးမထိမိပဲနှစ်လက်အကွာမှရက်တံနေကြတယ်။အုတ်ခဲကြောက်ခဲတွေနဲ့ပြစ်ခတ်တယ်ဆိုပေမဲ့စီးရုံမဖောက်ထွင်းနိုင်ပဲဖြစ်နေတယ်။ နိုင်ဝက်ခတ်အကြမှာတော့နှစ်ဖက်လူတွေချစ်ကုန်လက်ပန်းကြသွားခဲ့တယ်။မိခောက်ကိုလည်းကြောက်ရွံ့ပြီးရိုသေသွားတယ်။ကလေးမမင်းဘာလုပ်လိုက်တာလဲ။ရှင်တို့ကတရွာတဲ့သားချင်းတွေပဲ။ရှင်တို့တွေအချင်းချင်းတက်ခတ်တက်ဖြတ်နေတာကိုမကြည့်ရလို့ကျမကဝင်တားရတာ။အဲလူတွေကတဦးနဲ့တဦးစားကျင်နေကြတယ်။ရှင်တို့အားလုံးကဒီအင်းကြီးကိုအမိပြုပြီးအသက်မွေးနေထိုင်ကြတဲ့လူတွေ။ကဲဒီနေ့ကစပြီးတော့တယောက်နဲ့တယောက်ရံပြုတ်လာလို့ကိုမလောက်ကြနဲ့တော့။မဟုတ်လို့ကတော့ ဒီအင်းကြီးတစ်ခုလုံးပြက်ွက်သွားအောင်လှုပ်ပြလိုက်မယ်။မင်းစကားကိုငါတို့ကနားထောင်စရာလားကွ။ဟုတ်တယ်။မင်းလုံမလောက်လင်းမလောက်စားကလေးလေးကဒီအင်းကြီးတစ်ခုလုံးကိုပြက်ွက်သွားအောင်လှုပ်နိုင်ပါတဲ့လား။အထိတ်ပဲမရှိလိုက်တာကွ။ဒီကာမီခာအဝေးမှာလှမ်းမြင်နေရတဲ့အင်းရဲ့ပြင်ကိုလက်ညှိုးထုတ်ပြီးအမြင်ပြောက်စေတဲ့စီဝါကြီးတစ်ခုကိုချလိုက်တယ်။အင်းကြီးကရွာသားတွေရဲ့မျက်စိအရှိမှပဲတဖြည်းဖြည်းမှုံသွားပြီးတဲ့နောက်နောက်ဆုံးပြောက်ချင်းမလားပြက်ွက်သွားခဲ့တယ်။ ရွာသားတွေဟာအလောအောထိတ်လန့်ကုန်တယ်။အင်းအင်းကြီးပြောက်သွားပါလား။ဒီအင်းကြီးမရှိတော့ရင်ငါတို့ဘလို့လောက်ကန်စားတော့ကြမလဲ။ဟုတ်ပါရဲ့။အလုံးမဲ့ကလေးမပြောတာနားထောင်ကြ။အင်းကြီးမရှိရင်ကျွတ်တော့လဲငတ်သေးတော့မှာ။အမျိုးသမီးကြီးတချို့ကမိခအရှိမဒူးထောက်ထားလိုက်ကြတယ်။မိခကိုလက်အုပ်ချပြီးတော့တကိုးရှင်မလေးရဲ့ဒီလိုတော့မလောက်လိုက်ပါနဲ့။ငါတို့ရှစ်ကြီးခိုးပါလေ။အင်းကြီးကိုပြန်ဖို့ပေးပါ။ရှင်တို့တွေခေါင်းမနေသေးသေးတော့ ဒီအင်းကြီးဘယ်တော့မှပြောင်းပေါ်မလာစေရဘူးအမျိုးသမီးတွေကလက်ယောက်ကြောက်တွေကိုသွားဆဲခေါ်လာတယ်အမျိုးသားတွေကလည်းလက်ထဲမှာကန်ဆွဲထားတဲ့လက်နက်တွေကိုချပြီးမိခါရဲ့အရှိစီခေါင်းငါဆိုင်ကြပြီးရောက်လာခဲ့တယ်ငါတို့မှားမှန်းသိပါပြီကလေးမရဲ့ငါတို့အတွက်ဒီအင်းကြီးမရှိလို့မဖြစ်ဘူးဒါကြောင့်ငါတို့ခွန့်တော့ပါအင်းကြီးကိုပြန်ဖို့ပေးပါဟုတ်ပါတယ်ကျုပ်တို့နောင်တော့ရနေပါပြီအင်းကိုပြန်ဖို့ပေးပါတော့ကောင်းပြီလေ ဒါပေမဲ့ရှင်တို့ဂရိတစ်ခုပေးရမယ်။ရှင်တို့တင့်တင့်မြတ်မြတ်မနေကြဘူးဆိုရင်ကျမဒီအင်းကြီးကိုဖျောက်ဖျက်ဖို့ဝင်လင်းနေမှာမဟုတ်ဘူး။ဂရိပေးပါတယ်။ကျုပ်တို့နောက်ဆုံးမတိုက်ခိုက်ကြတော့ပါဘူး။မိကလက်တစ်ဖက်ကိုဝှေ့ရင်လိုက်တဲ့အခါနေရောင်အောက်မှာပဲအင်းရင်ပြေစိမ့်စိမ့်ကြီးကပြန်လဲပေါ်လာခဲ့တယ်။ဒီခါကျမရွာသားတွေဟာပျော်ရွှင်စွာနဲ့အော်ဟစ်ကခုန်ကြတယ်။ကျမပြောပြီးသားနော်။နောက်တစ်ခါအတန်ကြားလို့ရတော့ဒီအင်းကြီးအပီးပိုင်ပျောက်သွားပြီလို့သာမှတ်လိုက်ပြီတော့ ဘာသားတွေခေါင်းငင်းလိုက်ကြတယ်။မိခရွာထိပ်ကိုပြန်တက်လာတဲ့အခါအယူကြီးရကြည့်ပြီ။ဒီလောက်ဆိုးသွမ်းတဲ့ရွာသားတွေကိုမိဒီလိုမျိုးထင်းချောင်းနိုင်လိမ့်မယ်လို့ငါမထင်ထားခဲ့မိဘူး။ဟုတ်တယ်မိခ။ငါတို့ကတော့ပြဿနာတက်ပြီလို့ပဲတွေးနေမိတာ။ရွာသားတွေကပြင်ညာမတက်ညင်နေလို့ရန်ဆိုင်နေကြတာဥကြီးစိတ်တလုံးရဲ့။ဒါပေမဲ့သူတို့ကြောက်တာဒီအင်းကြီးပြောက်သွားမှာ။ဒီအင်းကြီးကိုအမိပြုတ်ပြီးဝမ်းစာမရှာအောင်မအောင်တော့သူတို့ကြောက်ကြတယ်။ ဒါကြောင့်ကျမကသူတို့ကြောက်တဲ့အရာနဲ့၆နာပြေးလိုက်တာပဲ။မိခါနဲ့စိတ်တလုံးတို့အနိပကြည့်ပါအုံဒီငပြောသည်တွေဝယ်ယူပြီးတော့ဂရော့ဝဲတစ်ခုထိုးလိုက်တယ်။လေကလေးတစည်းရောငှားရလို့မိခါဂရော့ဝဲရွက်ပြီးလိုက်ပါလာခဲ့တယ်။ထိုင်းမင်ကျောရောက်တဲ့အခါမှာတော့တဲကလေးအတွင်နဲ့ကဥစံမောတယောက်ထွက်လာခဲ့တယ်။မိခါဟာတဲအရှိကိုသွားပြီးတော့ဝါကပြစ်ပေါ်မှာဂရော့ပွဲကိုချလိုက်တယ်။ကဲဆရာကြီးဥစံပေါ်ဆရာကြီးပြောတဲ့အတိုင်းကျမရောက်လာခဲ့ပါပြီ။ ကောင်းပြီမိကငါပြောထားတဲ့စကားကိုမင်းမမဲ့ဘူးလို့ထင်ပါတယ်ဦးဆက်ဘွားကိုပြည့်တစ်ဖက်မှာကြာကြာနန်းနန်းထားလိုက်တယ်မိခကဂရုပွဲကိုလက်နှစ်ဖက်နဲ့ကမ်းမြောက်ပြီးတော့ဆရာကြီးနဲ့ဆရာကြီးရဲ့ပညာကိုပူဇော်ပါတယ်ကျမကိုဆရာကြီးတက်အပ်တဲ့ပညာတွေသင်ကြားပေးပါဆရာကြီးကောင်းပြီတပည့်မင်းတို့ငါရဲ့တပည့်အဖြစ်လက်ခံလိုက်ပြီဒီနေ့အစပြီးငါပြောတဲ့စကားကိုနားထောင်ရမယ်ငါခိုင်းတာလုပ်ရမယ်ငါ့ကိုရောငါ့ပညာကိုရော ဘယ်နည်းနဲ့မှမစော်သားရအောင်ဒေဝစက္ခုဆိုတဲ့ပညာရက်ကမော်ပညာရှင်တွေဖတ်ဆင်းအပ်တဲ့မော်အတက်နဲ့လှုပ်ထားတဲ့စီးတွေတတိုင်းတွေအစင်းတွေထောင်ချောက်တွေစလတ်နဲ့တွေအားလုံးကိုထိုးထွေးသိမြင်နိုင်တဲ့ပညာရက်ပဲမော်ပညာရှင်တွေကသူတို့ထောင်ချောက်တွေကိုလူတွေသိမှစိုးရိမ်တဲ့အတွက်မော်ပညာရဲ့အထက်ထက်နဲ့ကာယံပြီးတော့သုံးဝက်ထားကြတယ်ဒီပညာမှာပညာအဆင့်၉ဆင့်ရှိတယ်အဆင့်၁ဆင့်မီတစ်ဆင့်တက်မြောက်ပြီးတဲ့အခါမှာ မော်ပညာရှင်တွေရဲ့ဆက်လက်နက်တွေထောင်ချောက်တွေကိုတလွားချင်းတစ်ချမ်းချင်းခွဲခြားသိမြင်နိုင်တဲ့အမြင်မျိုးကိုမင်းရရှိစေလိမ့်မယ်။အမြင်ဆိုတာအာယုံတစ်ခုပဲ။အာယုံဆိုတဲ့အတွက်မျက်စိနဲ့အမြင်နဲ့အမြင်အာယုံရှိတယ်လို့မျက်စိနဲ့အမြင်အပ်တဲ့စိတ်အမြင်အာယုံဆိုတာလည်းရှိတယ်။ဒီပညာကစိတ်အမြင်အာယုံကိုအရေးလေ့ကျင့်ရလိမ့်မယ်။နောက်ဆုံးစိတ်အမြင်အာယုံနဲ့ရအရာတွေကိုမျက်စိအမြင်အာယုံနဲ့ပေါ်ပေါ်နိုင်တဲ့လူအားသား ဒီပညာကိုတဖက်ကက်ခတ်တက်မြောက်ပြီးလို့ယူဆနိုင်တယ်။ဦးဇာဘွားကမိခအရှိမအလေးလုံးကြီးတစ်ခုကိုဖတ်တီးပြီးတော့ဝါကြံကင်းပေါ်မှာတင်ထားလိုက်လိမ့်တယ်။ကဲမိခဒီအလေးလုံးကြီးကိုတေချာကြည့်ထားနော်။မှတ်မိအောင်တေချာကြည့်လိုက်။မိခအလေးလုံးကြီးကိုစိုက်ကြည့်လိမ့်တယ်။ကဲဒီတစ်ခါမျက်လုံးမိတ်လိုက်။ဒီအလေးလုံးကြီးရဲ့ပုံသဏ္ဍာန်နဲ့တရှိနေတဲ့နေရာကိုမဲမမိပြီမဟုတ်လား။မျက်လုံးမိတ်ထိုင်းနဲ့ဒီအလေးလုံးကြီးနေရာကို မင်းရဲ့အမင်းအာယုံနဲ့မှမြင်အောင်ကြည့်လိုက်မိခာကမျက်လုံးမဲ့ပြီးတော့အမင်းအာယုံအတွေ့ပေါ်လာတဲ့အလင်းလုံးကြီးကိုစိတ်အတွင်းထဲမှာပြက်လဲပုတ်ဖို့နေမိတယ်မကြခင်မှာတော့ဝါချန်ကြီးပေါ်မှာအလင်းလုံးကြီးထွက်ပေါ်လာတဲ့ပုံစံမျိုးအာယုံထဲမှာပေါ်ထွက်လာခဲ့တယ်ကဲမင်းမြင်ရပြီဆိုရင်ငါဖြောက်လိုက်တော့မယ်ဆရာဦးဆန်ပေါ်ကအလင်းလုံးကြီးကိုလက်နဲ့ပွတ်တက်လိုက်တဲ့အခါအလေးလုံးကပြောက်ခွေသွားလိမ့်တယ်။မိခမျက်လုံးဖွင့်ကြည့်လိုက်တော့အလေးလုံးကြီးအောင်မတွေ့ရတော့ဘူး။ မင်းရဲ့အမြင်အာရုံမှာအလဲလုံးကြီးကိုမြင်တွေ့ရသေးလားမိခါမမြင်ရတော့ပါဘူးဆရာကြီးဒါပေမဲ့မင်းရဲ့စိတ်အာရုံထဲမှာတော့အလဲလုံးကြီးကရှိနေလိမ့်မယ်မျက်စိမိတ်ပြီးတော့အလဲလုံးကြီးကိုစိတ်အာရုံထဲမှာဖောလိုက်စမ်းမိခါမိခါမျက်လုံးပဲ့ပြီးစိတ်အာရုံအတွင်းထဲမှာအလဲလုံးကြီးကိုအာရုံပြုတ်လိုက်တယ်အရင်နေရာမှာရှိနေသေးသလားရှိနေသေးပါတယ်ဆရာကြီးကဲဒါဆိုငါနေရာရှိပြီဟဲ့လို့ပြောပြီးဦးစားဘောက အလေးလုံးကိုလက်နဲ့ဆွဲယူလို့တနည်းအားကိုလှုပ်ပြလိုက်လေတယ်။စိတ်တလုံးကဥစားပေါ်လောက်ကနေတာကိုတအံ့တအောနဲ့ကြည့်လေတယ်။ကဲဘယ်ရောက်သွားပြီလဲ။မိကအာယုံအတွေ့နည်းကအလေးလုံးကြီးကပျောက်ခဲ့သွားလေတယ်။ဒါပေမဲ့အာယုံကိုဆူဆလိုက်တဲ့အခါအလေးလုံးကြီးကထမ်းမီတပီအောက်ကိုရောက်နေတာကိုအာယုံအတွေ့ဖြတ်ခနဲ့မြင်လိုက်ရတယ်။ထမ်းမီအောက်ကိုရောက်နေတယ်ဆရာကြီး။ဥစားပေါ်ကတစ်ချက်ပြုံးပြီးတော့အလေးလုံးကိုနင်းရွှေ့လိုက်တယ်။ ခုတော့တဲခေါမိုးပေါ်ရောက်သွားပါတယ်။ဦးစံဘောကအလင်းလုံးကိုရေအောက်စီကိုပြစ်ချလိုက်တယ်။ရေအောက်ရောက်သွားပြီဆရာကြီး။ဟောရေနဲ့ထဲကိုတဖြည်းဖြည်းကျဆင်းသွားတယ်။တွေ့ပြီ။ဟာရေအောက်မှာအလင်းလုံးနဲ့အများကြီးပါပဲလား။မိခအထူးဆန်းနဲ့អော်ပြောနေတယ်။ဆရာကြီးဦးစံဘောကတော့မိခရဲ့အဖြစ်ကို ကြည့်လို့ခေါင်းတညင်းညင်းနဲ့ကျဉ်နဲ့နေမိပါတော့တယ်။ပရိသတ်များရှင့် ်အဝိဇ္ဇာတော်တောင်းတဲ့အယူကြီးတမှုသာဇလန်းလေးရတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူကြီးစီကိုကျေးဇူးထူးပဲတင်ရှိတယ်လို့စာရေးစီရာအကဆောင်လဲကျေးဇူးထူးပဲတင်ရှိပါရှင့်။ဒီဇလန်လေးကိုတိဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကို အစိမ်းထားရပိုင်ဆိုင်နိုင်ကြပါစေရှင်။